နိုဝင်ဘာလ28ရက်နေ့သာရဗျာဒီကျိုးပဲ့သော စိတ်ရှိသောသူတို့နဲ့နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။နောင်နာရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏။ဆာလံကျမ်းခန်းကြီး34ခန်းငယ်18ဘုရားသခင်စီးပွားရေးတွင်မြည်သူမဆိုဝိညာဉ်ပိုင်းဆိုင်ရာအထွတ်အထိပ်ရောက်ရှိရန်အတွက်ပူဆွေးတော်ကဆိုသည့်ခြိုင်ဝန်းကိုရှေးဥစွာဖျက်သိမ်းတော်ရမည်ဖြစ်ပါ၏။ဘောရင်တယောက်ရဲ့ပင်မဲစွာရင်ဆိုင်ပြီးလုံးဝအားလျှော့သည့်အခြေအနေများတွင်သာ ။တခင်ယေရှုကိုရှာဖွေလက်ခံပြီးမိဒ္ဓဟာယဖွဲ့နိုင်ပြီဖြစ်ပါတယ်။မိမိကိုဆွလို့ပြီးမှသာဘဝအသစ်ကိုစနိုင်ပြီဖြစ်ပါတယ်။ကျွန်တော်ဘဝရဲ့အပျော်ဆုံးနေ့မှာမိမိကိုယ်ပိုင်ရခြင်းပြည့်စုံခြင်းအကျင့်ဇာရိတာကောင်းမွန်ခြင်းသည်ဖျားတခင်ရှိရာတွင် လုံးဝမတည်တယ်ဟုသိရှိသည့်နေ့ဖြစ်ပါတယ်။ထိုနေ့တည်းတွင် ကျွန်တော်ကြုံရသည့်ပျော်ရွှင်ခြင်းတမှုကိုမြည်တို့ဖော်ပြရမည်ကိုမပြောပြတတ်ဘူး။ မိမိမပြည့်စုံမှုကိုသိရှိဝင်ချခြင်းသည်ပျော်ရွှင်မှုကိုဖြစ်ပေါ်စေပြီးတော့ဘုရားသခင်ပြည့်စုံခြင်းဖြင့်စိတ်သက်သာစေပြီးဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းတခေယေရှုတာရှိခံတဲ့တန်ဖိုးတွေရဖို့ဆိုရင်အရှင်နဲ့ကွဲကွာလို့မရဘူးဆိုတာသိရပါတယ်။အဲဒါကြောင့်ကိုကိုကို အားထားတာအဆုံးသတ်ဖို့ ਨੇ ကျွန်တော်ဘဝကိုလုံးဝအုပ်ချုပ်ဥဆောင်ပါအာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ။